ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင် channel ကို subscribe လုပ်ပြီးနောက်အကောင့်လုံးနှိပ်ပြီးတော့ VPN link ဖွင့်ပြီးတော့ကြည့်ပေးကြပါအောင်ဒီနေ့မှာကတော့ Alice in Borderland season 3ရဲ့အပိုင်းနှစ်ဆက်ပြီးတော့ကြည့်ရှုခံစားမှာဖြစ်ပါတယ်ခင်ဗျာဒီပိုင်းဆက်မှာကတော့ပရမအောင်ဂိမ်းပွဲစတင်တော့မယ်လို့ကြေညာလိုက်တာကိုမြင်ကြရပါတယ်အာလီစုကတော့မှတ်ညာနေအပြေးဝပြန်မရသေးတဲ့အတွက်ဘာဂိမ်းကစားမှလဲဟာဆိုပြီးတော့ကြောင်တောင်ဖြစ်နေရပါတခြားကစားမကြီးလည်းသူ့လိုပါပဲမကြခင်မှာကျွန်တော်တို့မဲ့သူတို့ရဲ့ကံကြမ္မာကိုမသိကြသေးပဲ ဘောင်ကင်းစားမှာလေဘာပြောနေရလဲဟာဆိုပြီးတော့အံ့ဩနေကြတယ်လို့မျိုးရရလူတွေပျောက်သွားအတွက်လဲဂျန်တဲ့လူတွေဘယ်ရောက်ကုန်ပြီလဲဆိုပြီးတော့တယောက်တစ်ပေါက်နဲ့မေးနေကြပါတယ်အခုကစားမဲ့ဂိမ်းကတော့နတ်ဖျားပေးတဲ့ကံကြမ်းဆိုတဲ့ဂိမ်းပါပဲကံကြမ်းစာတန်းတွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့ကံကောင်းမှုစမ်းသပ်မှာဖြစ်တယ်လို့ကံကြမ်းကတ်ကိုအတိတ်ပဲဖော်ပြီးတော့အသက်ရှင်နိုင်မှဂိမ်းကိုနိုင်မှာပါတယောက်တကက်စီဆွဲရမှာဖြစ်ပြီးတော့10မိနစ်အတွင်းတကက်ဆွဲရမှာဖြစ်ပါတယ်အဲဒီမှာကစားမတယောက်ကငါတို့ဂိမ်းကိုနိုင်အသက်ရှင်မယ်လို့ကြေညာသွားတာလားအဲဆိုငါတို့အတိတ်ပဲဖော်တာမှိုင်းတေးမာလားလို့မေးလိုက်တော့တခြားတယောက်က အာမဟုတ်တာပေါက်ကြရတယ်ဘာလို့တေးရမှာလဲလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ဂိမ်းကစားနေဖြစ်ပေမဲ့ဘယ်သူမှမစော်ရဲပဲလန့်နေခဲ့ကြပါတယ်အဲ့မှာနေစိမ်းသမားပုံစံနဲ့လူတယောက်ကအရင်ဆုံးတစ်သားဒုတ်တန်တွေထည့်ထားတဲ့ဘူးကိုလှောက်ခါပြီးတော့အထဲကဒုတ်တန်တစ်ခုယူလိုက်ပါတယ်ဒီတစ်သားဒုတ်တန်လေးပေါ်မှာနံပါတ်တွေရေးထားပြီးတော့အဲ့ဒီနံပါတ်အတိုင်းအန်ဆွဲတွေကကတ်တွေယူကြမှာဖြစ်ပါတယ်အဲ့လိုလေသူရဲ့ပရမသုံးကံကြမ္မာကတ်ကိုယူကြည့်လိုက်တော့ကောင်းမွန်သောကံကြမ္မာနဲ့ကောင်းကြီးများလို့ရေးထားခဲ့ပါတယ်ပြီးတော့ဘာမှမထူးခြားတဲ့အတွက်အာရိစုက ကံကောင်းနေဆိုရင်ဘာမှဖြစ်တာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။အမိုင်လူတွေလည်းအားတက်သွားပြီးတော့နောက်တစ်ကပ်ကိုဆက်ဆွဲကြဖို့လုပ်ပါတော့တယ်။မျိုးသမီးတယောက်ကတက်သားဘူးတွေကဒုတ်တန်လေးကိုယူလိုက်တော့27လို့ရေးထားပါတယ်။နံပါတ်27အန်ဆွဲတဲ့ကကံကြမာကတ်ကိုယူလိုက်တော့ကံကောင်းပါစေအနောက်ဘက်ကမကောင်းတဲ့အရက်လို့ရေးထားပါတယ်။ဒါပေမဲ့သူ့ရဲ့ဟော့စတန်ကခုနကလူလိုမဟုတ်ဘဲအောက်မှာတင်ချာပုပ်စာတစ်ခုပါလာခဲ့ပါတယ်။အမိုင်တွေအကုန်လုံးတင်ချာပုပ်စာကိုဝိုင်းကြည့်ပြီးတော့အဖေကဘာလဲလို့စဉ်းစားနေကြပါတယ်။ပြီးတော့တယောက်တစ်ပေါင်းနဲ့တယောက်က15တယောက်က9 တယောက်ကလည်းရှစ်နဲ့ဝိုင်းပြီးတော့ပြောနေကြတာပါအဲ့ချိန်မှာပဲဖြေရမယ့်အချိန်က10စက္ကန့်ပဲကျန်တော့တော့အဲ့ဒီမျိုးသမီးကအဖြေက78ပါလို့ရမ်းပြီးတော့ဖြေလိုက်ပါတော့တယ်တကယ်တော့အဖြေမှန်း15ဖြေပြီးတော့အဖြေမှန်းနဲ့ကွာမှုက3ပဲဖြစ်ပါတယ်အဲ့တော့အဖြေမှားတိုင်းမိများတွေပြစ်မှာဖြစ်ပြီးတော့မိများတွေကအဖြေနဲ့ကွာကြတိုင်းအရေးတွက်တိုင်းပြစ်မှာပဲဖြစ်ပါတယ်ဇာမားတွေလည်းမိများတွေပြစ်မယ်ဆိုတော့အံဩကုန်ကြပြီးအဲ့ဒီအချိန်မှာပဲခုနအဖြေမှားသွားတဲ့မျိုးသမီးရဲ့လေပင်ကိုမိများတစ်စင်းလာဆိုင်ပြီးတော့တေဆုံးသွားပါတော့တယ်အကုန်လုံးလည်းမျက်လုံးပြူးမျက်ဆံပြူးတွေဖြစ်ကုန်ပြီးတော့အံဩနေကြတော့မှ နောက်ထပ်မိများနှစ်ဆင်းကလူတယောက်ရဲ့နောက်ကျောကိုလာဆိုင်ပြီးတော့အဲ့လူလဲရှောသွားခဲ့ပါတော့တယ်။ဇာမားတွေလည်းအခုမှပဲဂိမ်းရှောရင်တကယ်ကြီးသိရမယ်ဆိုတာကိုသဘောပေါက်သွားကြတာပါ။အဲ့မှာနေတယောက်ကလန့်ဖြတ်ပြီးတော့ဘုံကျောင်းထဲကနေထွက်ပြေးဖို့လုပ်တော့လေဆာစီးကိုကြော်တာနဲ့အပေါ်ကနေလေဆာတန်းတစ်ခုကျလာပြီးအဲ့လူရဲ့ခေါင်းကိုဖောက်သွားခဲ့ပါတော့တယ်။အာရီဆိုတို့တွေလည်းသူတို့ဒီဘုံကျောင်းထဲကနေထွက်ပြေးလို့မရဘဲနဲ့ဂိမ်းကိုပြီးအောင်ဆော့ရမယ်ဆိုတာကိုသဘောပေါက်လာခဲ့ပါပြီ။အဲ့လိုနဲ့နောက်တယောက်လည်းကံကြမ္မာကတ်ကိုဆွဲလိုက်ပြီးတော့သူ့ရဲ့ဟော့စတန်းထဲမှာတော့မွေးနေတူတဲ့လူနှစ်ယောက် ရှိနိုင်ခြင်း၅ဆရာခန်းလုံးကြော်ဖို့အတွက်လူပဏယောက်ထိစုဝေးဖို့လိုလဲလို့မေးထားပါတယ်။အဲဒီမှာအဖြေ၄ခုပေးထားပြီးတော့၁က23ယောက်၊၂ကတော့88ယောက်၊၃က183ယောက်နဲ့၄က365ယောက်ဖြစ်ပါတယ်။အကုန်လုံးလဲအုံစားကွန်ကြားပြီးတော့တရားတော်ကြော်မယ်ထင်တယ်။183ယောက်ဖြစ်မယ်လို့တယောက်ကပြောလိုက်ပါတယ်။နောက်တစ်ယောက်ကတော့23ယောက်လို့ပြောလိုက်ပြီးတော့အဖြေပေးရမယ့်အမျိုးသမီးလဲဘာပြောရမယ်မသိတာနဲ့88ယောက်လို့ဖြေလိုက်ပါတယ်။ဒါမဲ့အဖြေမှန်တော့နံပါတ်1 23ယောက်ဖြစ်နေတာကြောင့်အဖြေမှန်နဲ့ကွာဟကြက်က55ဖြစ်နေတာပါ။ အိမ်မှာလည်းရုတ်တရက်မြားဆင်း90ကျော်ထိုးဆင်းလာပြီးတော့လူတချို့သေဆုံးကုန်ကြပြန်မှာတော့လေဒီခေါက်ဂိမ်းအဖြေမှားတဲ့သူပဲသေဆုံးမဲ့ဂိမ်းမျိုးမဟုတ်ပဲတယောက်မှားတာနဲ့သူမှားတဲ့အဖြေမှားပုံမူတည်ပြီးတော့မြားတွေကကြလာမှာပါကစားပွဲထဲမှာရှိတဲ့ဘသူပဲဖြစ်ဖြစ်သေသွားနိုင်တဲ့ဂိမ်းမျိုးစားပဲဖြစ်ပါလေအာရီဆူတို့ကတော့မြားတွေကြလာနဲ့အကာရှိတဲ့ညမှာဝင်ပုန်းနေတဲ့အတွက်လွတ်မြောက်နေရပါလေဒုနဲ့နောက်တယောက်ကံကြမ္မာကတ်ကိုထပ်ဆွဲလိုက်ပြန်ပြီးတော့နောင်မေးကွန်းကတော့နှလုံးကိုဖျက်ဆီးသွားတဲ့သွေးတွေခန္ဓာကိုယ်တစ်ပတ်လှည့်ဆီးသေးပြီးတော့နှလုံးကိုပြောင်းဖို့အချိန်ဘလောက် ကြာမလဲလို့မေးထားတာပါဒီတကအဖေ3ခုပေးထားပြီးတော့နံပါတ်1က5စက္ကန့်နံပါတ်2ကစက္ကန့်30နံပါတ်3ကစက္ကန့်80လို့ဖြစ်ပါတယ်အဲလိုကဘာမစင်းစားတော့ဘဲနဲ့သူသိတယ်ဆိုပြီးတော့အဖေကစက္ကန့်80လို့တန်းပြီးတော့ဖြေလိုက်တာပါဒါမဲ့အဖေမှန်းတော့နံပါတ်1စက္ကန့်30ဖြစ်နေပြီမကြခင်မှာပဲမီးများအစင်း90ရောက်လာပါတော့တယ်လူတွေလည်းအသေးအံပြေးကုန်ကြတချို့လဲလွတ်တယ်လို့တချို့ကတော့မလွတ်တော့ပဲညားချက်တွေအောက်မှာအသက်ထွက်ကုန်ကြပါပြီနောက်တစ်လမ်းမှာတော့မြို့တော်ဥယျာဉ်တရိတ်ဆန်အကောင်90အစင်းလိုက်ပက်လက်လှန်နေကြပါလိမ့် ဘယ်နံပါတ်စင်ကချင်းသေးလဲလို့မေးထားတာပါအဲ့ဒီမျိုးကြီးလဲဘာဖြစ်အမ်းမသိဖြစ်နေပြီးတော့ချင်းသေးကနံပါတ်49လို့ဖြေလိုက်တော့အဖြေမှန်က79ဖြစ်နေပါလေအဲ့ဒီမျိုးကြီးကဘာလို့79လဲလို့ပြန်ပေးလိုက်တော့ဂျင်ညာတဲ့အတန်က lion ဆိုတဲ့စာလုံးကိုပြောင်းပြန်လှမ်းလိုက်ရင်79ရတယ်လို့ပြန်ပြောလိုက်တာပါမကြခင်မှာပဲမြားစင်30ထက်ကြလာပြီးတော့အာရီစုလဲတိုင်တစ်ခုနောက်မှာဝင်ဖုံးနေရပါလေနောက်တစ်ဝဲမှာတော့ယောမကနန်းတွေကြောင်းမေးတာဖြစ်ပြီးတော့ l ကဘယ်ကနန်းနဲ့ညီမျှလဲလို့မေးထားပါလေဖြေတဲ့ကောင်လေးလဲတရာလို့ရမ်းဖြေလိုက်ပြီးတော့ဖြေမှန်းတော့90ဖြစ်နေတာပါ ိုင်မာတွေမိများအစင်း90ထက်ကြလာပြီးတော့နောက်လှည့်နေမှလည်းသူတို့ဖြေသည်မြတခုမှမမှန်ပဲမြားတွေပဲဇက်တိုက်ကြကြလာနေတဲ့အတွက်တယောက်ပြီးတယောက်အကုန်လုံးရှောအကုန်ကြပါပြီဘုံเจ้าတွေမှလည်းမိတွေဟုံးတောက်နေပြီးတော့အာရိစုတယောက်မိများတွေအစိုက်ခံရပြီးတင်နေတဲ့လူတယောက်ကိုကြည်င်းနဲ့ကန်းချိန်မှာလှုပ်ခဲ့တဲ့ဆုံးမအမဲလိုက်ပွဲတုန်းကမိဘုံကြီးကိုပြန်ပြီးတော့တရိယာလာခဲ့ပါတော့တယ်နီဒာကီတို့တွေလူတွေတတ်ပြီးတော့မိဘုံနဲ့ပြစ်ထဲခဲ့တာတွေဥစာကီနဲ့သူနဲ့သူဂိမ်းတွေဆော့ခဲ့တာတွေအပွင့်ကြီးကဂိမ်းတွေကိုအနိုင်ခဲ့တာတွေကိုပြန်ပြီးတော့တရိယာမှတ်မိလာခဲ့တာပါ ဲလိုနဲ့အာရီစုတယောက်လူသက်ဂိမ်းကွာမှာသူနေခဲ့ဘူးတာကိုအကုံပြန်မှတ်မိလာပြီးတော့ကာရူဘဲနဲ့ချိုတားတို့တို့အသက်ပေးခဲ့တာကိုလည်းသတိရလာခဲ့ပါလေ။အန်တော့ဂိမ်းုံဆက်ကစားကြပြီးတော့နောက်တစ်ယောက်ကကန်ဂျမာကတ်ကတ်ကိုထပ်ဆွဲလိုက်တော့ဒီတခါမေးခွန်းကနွားနို့နွားသွေးတွေကအဟာရပစ္စည်းတွေနဲ့လှုပ်ထားတယ်။နွားနို့တလီတာရဖို့နွားသွေးဘယ်နှလီတာလိုအပ်မလဲလို့မေးထားတာပါ။ဘသူမှအဖြေကိုမသိတဲ့အတွက်အဲကောင်မလေးလည်း2လီတာလို့ရမ်းအဖြေလိုက်ပါလေ။ဒါမဲ့အဖြေမှန်းလီတာ450လို့ဂျင်နာလိုက်တော့အကုန်လုံးအံ့ဩသွားပြီး အဖြစ်နိုင်လို့လားလခွမ်းမဲဘာညာနဲ့ညနေကြတုံးမှာမြားစင်း400ကျော်မိုးဘွားကြလာခဲ့ပြန်ပါတော့တယ်အားရစုလဲခုံတခုံနောက်မှာဝင်ပုံးနေရပြန်ပြီးတော့တချို့တွေတေဆုံးကုန်တို့မျိုးသီးတယောက်ကိုတော့6လောက်ကိုမြားမှန်သွားခဲ့တာပါအိုင်မာရီအိုင်မျိုးသီးကိုခုနစိန်းသမားပုံစံနဲ့လူကကယ်ပြီးတော့အကွယ်ရှိတဲ့နေရာကိုခေါ်သွားပေးလိုက်ပါတယ်ပြီးတော့6လောက်မှာဆိုင်နဲ့မြားတန်ကိုဆွဲထုတ်ပေးဖို့လုပ်ပေမယ့်မိတွေနဲ့ပူတွေတော့ချက်ချင်းလဲဆွဲထုတ်လို့မရပါဘူးခဏနေတော့မှမြားတန်ကိုဆွဲထုတ်လိုက်နိုင်ပြီး အိုင်မျိုးသမီးရဲ့အပေါ်အင်ဂျီကိုဆွဲဖျဲပြီးတော့ခြေထောက်ကိုသွေးထွက်မလွန်အောင်အဝိနဲ့စီးပေးထားလိုက်ပါတယ်။အိုင်နာမှာတော့ဘုံချောင်းတစ်ခုလုံးနဲ့မီးတွေတောက်လောင်နေပြီးတော့ကစားပွဲက30ချိန်မြောက်ကစားပွဲကိုရောက်ပါပြီ။ဒီကတော့အာရီစုကတ်ကိုဆွဲရမှာဖြစ်ပြီးတော့အာရီစုလည်းသူ့ကတ်ကိုကြည့်လိုက်တော့အားရစရာပါပဲ။အလွန်မင်းကန်ဆိုးခြင်းလို့ရေးထားတာကိုတွေးလိုက်ရပါတော့တယ်။မေကွန်ကတော့ကဘာမှာလက်ရှိနေထိုင်တဲ့လူဦးရေစုစုပေါင်းဘလောက်လဲဆိုတာပါ။ခြေထောက်ကိုများမှန်တဲ့အမျိုးသမီးကဟိုးရင်နှစ်တွေတုန်းက9.88ဘီလီယံလောက်ရှိတယ်။ ကမ္ဘာလူဦးရေနှစ်စဉ်တန်း80လောက်တိုးပွားနေရလို့ကြားဘူးတယ်လို့ပြောလိုက်ပါတယ်။တယောက်ကလည်းဖြေတာမှားသွားရင်ငါတို့စီမြားတွေတန်းနဲ့ချီရောက်လာမှာနော်လို့ပြောလိုက်ပါတော့တယ်။အာရီစုလည်းခံမှန်းပြီးတော့9.6ဘီလီယံပါလို့ဖြေလိုက်ပါတယ်။ဒါပေမဲ့အဖြေမှန်က10ဘီလီယံဖြစ်ပြီးတော့အဖြေမှန်နဲ့ကွာချက်ကတော့တန်းတရာပါ။အိုင်မာအကုန်လုံးလည်းလမ်းဖြန့်ကုန်ပြီးတော့တယောက်ကတော့ဘသူကများစိမောင်းတန်းတရာပြစ်နိုင်မှလည်းမဖြစ်နိုင်တာပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အချိန်မှပဲကောင်းကင်မှာမီးမိုးတွေရွာချတော့မလို့ညီရဲလာတာကိုမြင်လိုက်ရပါတယ်။ တကယ်သူတို့တွေများစေးမောင်းတန်းတရာပြစ်တာကိုခံရတော့မှာပါဒီတိုင်းသူတယောက်မှအသက်ရှင်မှာမဟုတ်ပါဘူးကိုလုံးလဲတုံလုံးနေတာပြီးတော့အာရစုလဲဘာလုံးမှမသိဖြစ်နေပြီးစပြီးတော့ခေါင်းစားနေပါပြီအာရစုကကံကြမ္မာကတ်ကိုအထိပယ်ဖော်နိုင်မှအသက်ရှင်နိုင်မယ်ဆိုတော့သဘောပေါက်သွားပြီးတော့ဒီမှာအရက်လေးမျက်နှာစရာရှိတာကိုလဲမှတ်မိလာပါတယ်အားလိုက်အာရစုကစားပေါ်မှာရေးထားတဲ့အရက်မျက်နှာကမြောက်ဘလူရှောင်းလဲပြောထားတာဖြစ်မယ်ခင်ဗျားတို့စားဝဲကိုပြန်ကြည့်ကြပါလို့ပြောလိုက်တော့တယောက်ကကျမစားတဲ့ထဲမှာအနောက်ဘက်ကကံမကောင်းလို့ရေးထားလို့ပြောလိုက်ပါတယ် နောက်တစ်ယောက်ကလည်းကျမကမြောင်ရက်ကကန်ဆိုးတာလို့ပြောထားတယ်။နောက်တစ်ယောက်ကအရှိတောင်ဘက်ကကန်ဆိုးတာဆိုပြီးတော့ဝိုင်းပြောကြပါလိမ့်။ပထမဆုံးကတ်ဆွဲလိုက်တဲ့ကောင်းမွန်တဲ့ကန်ဒီမာရှိတယ်ဆိုတဲ့လူကသူ့ကတ်ကိုလွတ်ပြစ်လိုက်ပြီးဆိုတော့ကန်ကောင်းတဲ့ရက်ကဘယ်အရင်မျက်နှာမှန်းမသိကြတော့ဘူးဖြစ်နေတာပါ။အဲ့ဒီမှာပဲတန်းနဲ့ကြီးတဲ့မြားတွေကလည်းတပြေးပြေးနဲ့နီးကပ်လာနေပြီးတော့တချို့ကလည်းဘုံကြမယ်ဆိုပြီးတော့ထွက်ပြေးကုန်ပါလိမ့်။အားတချို့ကလည်းပြန်စင်းစားလိုက်ပြီးတော့အနောက်မြောက်ဘက်ဆိုတာပျောက်နေတာ။ကန်ကောင်းကြီးစာအပေါ်မှာရှိတာအနောက်မြောက်ဘက်ဖြစ်မယ်လို့ပြောလိုက်တော့သူတို့အကုန်လုံးအနောက်မြောက်ဘက်ကိုပြေးကြပါတော့တယ်။ ဒါမဲ့ဘုံချောင်းထွက်နားမှာလေစာတန်းတွေရှိနေရောအပြင်ကိုတော့ထွက်လို့မရတော့ပါဘူး။အိုင်မာရီဒီနားမှာတကူရှိရမယ်ဆိုပြီးတော့အာရစုလည်းပြန်ပြီးတော့စဉ်းစားလိုက်တော့သူတို့ဘုံချောင်းလာတော့အပေါ်ကိုလေကားနဲ့တက်ခဲ့ရတာကိုပြန်ပြီးတော့သတိရလာပါလိမ့်။အဲ့ဒါနဲ့အာရစုကဒီနားမှာမြေအောင်လိုင်းကောင်းရှိနိုင်တယ်ဆိုပြီးတော့ကြောက်ပြားတွေနင်းကြည့်တော့ကြောက်ပြားတစ်ချက်ကလှုပ်နေခဲ့ပါလိမ့်။အဲ့ဒီမှာများတွေကလည်းပို့ပြီးတော့နီးလာနေပါပြီ။အာရစုတို့လည်းကြောက်ပြားကိုတောင်းလောက်အသေးအတန်ဝိုင်းမလိုက်ကြပြီ။အောက်မှာတကယ်ပဲလိုင်ကောင်းကရှိနေခဲ့ပါလိမ့်။အဲ့တော့တယောက်ပြီးတယောက်လိုင်ကောင်းတွေကိုခုံစင်းကြပြီးတော့ ။မြားတွေကလည်းဘုံချောင်းပေါ်မီးမိုးရွာသလိုကြာနေခဲ့ပါပြီ။အာရိစုကသူတို့စီပြေးလာလူတွေကိုကယ်ဖို့လှုပ်သေးပေမယ့်မမီတော်ဘဲနဲ့အာရိစုရဲ့တိုင်ကောင်းတွေကိုအများခုံဆင်းလာပါလေ။အဲဒါမှတော့သူတို့တွေရှေးရောင်းဂူလိုနေရာမျိုးကြီးတွေကိုရောက်လာပြီးတော့အဲဒီမှာကစားပွဲအောင်မြင်သွားအတွက်ဂုံယူပါလေလို့ရေးထားတဲ့စိုင်းမုတ်တစ်ခုကိုမြင်လိုက်ရပါလေ။ပြီးတော့သူတို့တွေလိုင်ကောင်းလမ်းတိုင်းဆက်လာကြပြီးတော့အပြင်ကိုရောက်လာခဲ့ပါလေ။လိုင်ကောင်းကမှတော့အရှိဘက်18ကီလိုမီတာမှာမနက်ဖြန်နေဝင်ချင်းကစားပွဲနောက်တစ်ခုရှိကြောင်းကြေညာထားတာကိုမြင်လိုက်ရပါတော့တယ်။အဲဒီမှာတယောက်ကနောက်ထပ်ကစားပွဲလား မသွားလို့မရဘူးလားငါတို့ဒီမှာပဲစက်နေသေးတယ်လေလို့ပြောလိုက်တော့အာရိစုကကစားပွဲတန်းနေရှောင်ပြေးလို့မရဘူးလို့ပြောပြလိုက်ပါတယ်အဲ့ချိန်မှာပဲသူတို့ရှေ့မှာဂျိုကာကတ်ကြီးတကတ်ချိန်ဆွဲထားတာကိုမြင်လိုက်ကြရပါတယ်အာရိစုလည်းသူ့အိတ်ထဲကဂျိုကာကတ်ကိုထုတ်ကြည့်လိုက်ပြီးဂျန်တဲ့လူတွေအကုန်လုံးစီမှာလည်းဂျိုကာကတ်တွေရှိနေအောင်မြင်တွေ့လိုက်ရပါတယ်တယောက်ကတော့ဒီတိုင်းဆိုငါတို့အကုန်လုံးဒီနေရာကိုရောက်ဖူးကြတာဖြစ်မယ်လို့ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့ပထမဆုံးကန်ကောင်းတဲ့ကတ်ကိုရခဲ့တဲ့စေးသမားကဂျိုကာကတ်ကိုဘလို့ရခဲ့လဲဆိုတာကိုပြန်မြင်နေရပါတယ် သူနာမည်ကတက်ဆူဖြစ်ပြီးတော့လမ်းကြားထဲကလူတယောက်စီမှာမူရစေးသွားဝင်နေ။အဲ့လူကသူ့ကိုစေးနေတူဂျိုကာကတ်ကိုပါပေးခဲ့တာပါ။သူ့ကိုဂျိုကာကတ်ပေးခဲ့တဲ့လူကတော့တခြားလူမဟုတ်ပါဘူး။ဘန်ထားပဲဖြစ်ပါလိမ့်။အန်နာတော့အာရီဆူတို့တွေအကုန်လုံးစုဖွဲ့ပြီးတော့အဖွဲတစ်ဖွဲဖွဲ့လိုက်ပြီးတော့အတူတူနေကြပါလိမ့်။တက်ဆူကငါ့ကိုဂျိုကာကတ်ပေးခဲ့လူကလူမဟုတ်သူလိုပဲ။သူငါ့ကိုကြီးလိုက်တဲ့အကြီးကချက်သိန်းထားဆရာကြီးလို့ပြောပြလိုက်တော့နိုဘူးဆိုတဲ့ကောင်လေးကလည်းကျွန်တော်နဲ့အဲ့လူတွေ့ဘူးတယ်ထင်တယ်။လွန်ခဲ့တဲ့နှစ်နှစ်ကကျွန်တော်လက်ကောက်ကိုလှီးပြီးတော့ကိုကိုတတ်တယ်ကိုလှုပ်ခဲ့တာ။ဈေးကူတွေရှာတွေ့တော့ကျွန်တော်ကသတိလင့်နေပြီ။ ဒါပေမဲ့အသက်ရှင်နေခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ဂျန်တဲ့လူတွေကလည်းငါတို့လည်းအဲ့လူတွေ့ဘူးတဲ့ထင်တယ်လို့ဝိုင်းပြီးတော့ပြောကြတော့ဒါဆိုရင်ဒီလူကဂျိုကာများလားဆိုပြီးတော့စဉ်းစားနေကြပါတော့တယ်။အာရီစုကကျွန်တော်အရင်တုန်းကဖဲချက်ထရကစားနည်းတွေအကုန်လုံးအောင်မြင်ခဲ့ဘူးတယ်။ဒါပေမဲ့ဂျိုကာနဲ့တော့တခါမှမတွေ့ခဲ့ဘူး။အခုဂျိုကာနဲ့တိုက်ခိုက်ရတော့မှထင်တယ်။တေချာတာတော့ကျုပ်တို့ကောင်ဒီကိုရောက်ဖူးတယ်လို့ပြောလိုက်တော့ဒါဆိုကဟုတ်တယ်။မှန်ညာနေတစ်ပြေးနဲ့ပြန်ပေါ်လာပြီ။ဒီနေမှာရင်ကကစားပွဲတွေစော်ဘူးတာပဲလို့ပြောလိုက်ပါတော့တယ်။အဲ့လိုနဲ့နောက်နေ့မနက်ရောက်လာတော့နောက်ထပ်ကစားပွဲတစ်ခုကိုသွားဖို့အတွက် သူတို့တွေအုပ်စုလိုက်ကြီးထွက်လာကြပြန်ပါလေအာရီစုကသူမိမကိုရှာဖို့ဒီလိုလာခဲ့တာဆိုတာကိုပြောပြထားတဲ့အတွက်သူ့အဖွဲ့တွေကလူတွေကလည်းဥစာကီနဲ့သူ့အကြောင်းကိုသိနေကြပါပြီတချို့တွေကလည်းအာရီစုကတကယ်ချစ်တတာပဲလို့ပြောနေကြပြီးတော့တချို့ကလည်းဒီညမှာသူမိမကိုရှာတွေ့ဖို့ဆိုတာရာခိုင်နှုန်းကတော်တော်လေးနည်းတယ်လို့ပြောနေကြပါတယ်အဲလိုနဲ့ပဲညာဘက်ရောက်လာတဲ့အချိန်မှာတော့သူတို့အဖွဲ့တွေနောက်ထပ်ကစားပွဲကျင်းပမယ့်နေရာကိုရောက်လာခဲ့ကြပါပြီဒီကကစားပွဲလုံးမဲ့နေရာကတော့ virus သုတေသနဌာနကြီးပါအာရီစုတို့လည်းဆိုင်းဘုတ်တွေပြထားတဲ့အတိုင်းပဲအစာအုပ်တွေကိုဝင်လာတော့ အထက်ကဓာတ်ခွဲကန်းတွေထဲမှာစမ်းတက်တဲ့ကြွက်တွေကိုလည်းမြင်ရပါတယ်။ဂိမ်းဝဲစားတိမဲ့နေရာမှာတော့သူတို့ထက်အရင်တခြားကစားမကြီးလည်းရောက်နေတာကိုမြင်ကြရပါတယ်။ဒီကောင်းဆိုရမယ့်ဂိမ်းကတော့ဇွန်ဘီအမဲလိုက်ဂိမ်းပဲဖြစ်ပါတယ်။ခုကစားပြီးတော့ပြိုင်ပွဲဝင်အားလုံးတယောက်ကိုဖဲချက်ခုနှစ်ချက်စီရကြမှာဖြစ်ပြီးအဲ့ဒီဖဲချက်တွေကိုသုံးပြီးတော့တယောက်ချင်းရှင်ပြိုင်ကစားကြရမှာပါ။စာအုပ်ထဲမှာအသင်ပြင်ထားတဲ့ဇပွဲတွေရှိပြီးတော့အဲ့ဇပွဲမှာလူနှစ်ယောက်ထိုင်ပြီးတော့ကစားရမှာပဲဖြစ်ပါတယ်။ဖဲချက်ကိုတစ်ဖက်လူနဲ့အပြိုင်ချရမှာဖြစ်ပြီးတော့အမှတ်ပုံများတဲ့လူကနိုင်မှာပါ။ နိုင်သွားတဲ့လူကဇုံတဲ့လူစီကနေကတ်တကတ်ကိုရမှာပါဒီဂိမ်းထဲမှာအထူးဖဲ၃ချက်ပါပြီးတော့ပထမဆုံးကတ်ကတော့ဇွန်ဘီကတ်ပါဒီဆောင်ထဲမှာဂိမ်းစားမဲ့အဖွဲ၄ဘွဲရှိပြီးတော့တဖွဲထဲကလူတယောက်ကိုပဲဇွန်ဘီကတ်တကတ်ပေးထားမှာဖြစ်ပါတယ်ဇွန်ဘီကတ်ပါရင်တစ်ဖက်ကအပွင့်ဘလောက်များများအနိုင်ရမှာဖြစ်ပြီးရှုံးနိုင်စားမကဇွန်ဘီဖြစ်နေပြောင်းလဲသွားမှာပါအဲ့ဒီဇွန်ဘီဖဲကိုပွားမလာအောင်တားဖို့အတွက်နောက်ထပ်အထူးကတ်ကတော့ပြောင်းတနက်ကတ်ပါပဲဇွန်ဘီကတ်ပြတဲ့လူကိုပြောင်းတနက်ကတ်ပြလိုက်ရင်ဇွန်ဘီကင်ထားတဲ့လူအသက်ခံရမှာပဲဖြစ်ပါတယ် အဖွဲတိုင်းမှာပြောင်းတနက်ဖဲရှိတဲ့လူလဲပါမှာပါပြောင်းတနက်ဖဲကတခါသုံးမိတာနဲ့ထပ်ပြီးတော့သုံးလို့မရနိုင်တော့ပါဘူးနောက်ထပ်အထူးကတ်ကတော့ဖြည့်စည်းကတ်ပါဖြည့်စည်းကတ်ကိုအဖွဲတဲရလူတွေကို random ပုံစံနဲ့ဖြန့်ပေးထားမှာပါဇွန်ဘီကတ်ကင်ထားလူကိုဖြည့်စည်းသုံးလိုက်ဇွန်ဘီကလူပြန်ဖြစ်သွားမှာဖြစ်ပြီးသူ့ရဲ့ဇွန်ဘီကတ်လည်းပျောက်ကွယ်သွားမှာဖြစ်ပါတယ်ဒါမဲ့ကာကွယ်စည်းကတ်ကိုကိုကိုပြန်သုံးလို့တော့မရတော့ပါဘူးဒါမဲ့ကာကွယ်စည်းကတ်ကို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 ပြန်သုံးလို့တော့မရပါဘူးဂိမ်းကပွဲ20ကစားမှာဖြစ်ပြီးတော့အထူးကတ်နှစ်ကတ်ကိုသုံးပြီးတော့ ဇွန်ဘီတွေမပြန်ပွားအောင်လုပ်ရမှာဖြစ်ပါတယ်။ဘွဲနှဆယ်တွင်လက်ထဲမှာကတ်ကန်းမှမကြံတဲ့လူကအထုတ်ခမ်းမှာဖြစ်ပြီးတော့ဘွဲပြီးတဲ့အချိန်မှာဇွန်ဘီအဖွဲနဲ့လူအဖွဲအရေးအတွက်ပူများတဲ့ဘက်ကအနိုင်ရမှာဖြစ်ပြီးနဲတဲ့ဘက်ကအသက်ခံမှာပဲဖြစ်ပါတယ်။အဲတော့ဇွန်ဘီကကင်ထားလူတွေကဖြေးစေးရဖို့စူးစမ်းရင်စူးစမ်းမစူးစမ်းရင်လူတွေကိုဇွန်ဘီပြောင်းမှုတွေလုပ်ရတော့မှာပါ။လူတွေကလည်းဇွန်ဘီကကင်ထားလူတွေကိုတိုက်ရင်တိုက်မတိုက်ရင်ဖြေးစေးနဲ့ကဲကြမှာဖြစ်ပါတယ်။ဘယ်သူတွေကဘယ်ကတ်တွေရမလဲဆိုတော့မသိရပါဘူး။အဲနောက်တော့ဂိမ်းပွဲ စတင်ပါပြီအာရီစုတို့လည်းတရားကိုဖဲချက်ခုနှစ်ချက်စီယူလိုက်ကြပြီပထမဆုံးပွဲတင်လဲစပြီဖြစ်တဲ့အတွက်ကိုနဲ့ကစားမဲ့လူကိုထိလိုက်တာနဲ့ရှင်ပြိုင်လို့ရပြီပဲဖြစ်ပါတယ်အဲနောက်တော့အကုန်လုံးလဲကိုပြိုင်ဘက်ကိုကိုကျွေးပြီးတော့အတွဲလိုက်တွေထွက်သွားကြပြီအာရီစုလည်းနိုဘူးနဲ့အတူဆော့ဖို့ထွက်လာပါတယ်အာရီစုတို့အဖွဲ့ကအချင်းချင်းတိုင်ပင်ကြပြီးတော့ဒီဂိမ်းမှာဖဲပေါ်မှာပါတဲ့နံပါတ်တွေကအေးမကြီးဘူးနောက်ဆုံးမှာနံပါတ်ပါတဲ့ကတ်ကတ်ဂျိုင်းကိုရပြီတခြားအဖွဲ့နဲ့ကစားတာလဲရှောင်ရမယ်ကိုအဖွဲ့အချင်းချင်းပဲကစားရင်အချင်းချင်းနံပါတ်တွေဖလဲလို့ရတယ်လို့ပြောလိုက်ပါတယ် ပြဿနာဇွန်ဘီကတ်ဖြစ်နေပြီးတော့ဇွန်ဘီကတ်ရှိတဲ့လူကသူဇွန်ဘီပါလို့ထုတ်ပြောလို့လည်းမရပါဘူးထုတ်ပြောရင်ပြောင်းသဏ္ဍာန်ကတ်နဲ့အသက်ခံရနိုင်ခြေရှိနေတာဖြစ်ပါတယ်အိုက်ဆူရောလည်းအောက်ထက်ဆင်းလာတဲ့ချိန်မှာနောက်အဖွဲတစ်ဖွဲနဲ့သွားတွေးခဲ့ပြီးတော့တခြားဘွဲကလူတွေနဲ့ကစားရပါတော့တယ်အာရီဆူကလည်းဇွန်ဘီတွေပွာလာတာကိုတားဖို့ကာကွယ်ဆေးကတ်ရှိတဲ့လူကိုရှာမှရမှာပါဒါမှနိုင်မှလို့သူကစဉ်းစားနေပါတယ်ဒီတိုင်းဆော့နဲ့နံပါတ်ဂိမ်းနေမှာတော့အိုက်ဆူတယောက်ဆုံးမဲဆုံးနေပြီးဇွန်ဘီကတ်ကင်ထားတဲ့လူကိုရောဖြည့်သိမ်းရှိတဲ့လူကိုပါရှာလို့မတွေ့သေးပါဘူး အဲဒီစလေတခြားအဖွဲတစ်ခုလေးလာကြည့်လိုက်တော့အဲ့ဒီဖွဲထဲမှာဇပင်တိုးနဲ့ကောင်မာလီတောက်ကိုမြင်လိုက်ပြီးတော့ဥစာကီများလားဆိုပြီးတော့ဝမ်းသာသွားခဲ့ပါလေ။ဒါပေမဲ့ဒီဘက်လှည့်လာတော့မှဥစာကီမဟုတ်ပဲတခြားမိန်းကလေးတောက်ဖြစ်နေတာကိုမြင်လိုက်ရပါလေ။အနောက်တော့အဲဒီစလေလူတောက်နဲ့တွေ့ပြီးတော့ဂိန်းစော်ရင်နဲ့ဥစာကီဆွေမိန်းကလေးတောက်ကိုရှာနေတာပါ။အသက်30လောက်ဇပင်တိုးနဲ့သူ့ကိုတွေ့မိသေးလားလို့မေးလိုက်တော့အဲ့လူကမတွေ့ဘူးလို့ပြောလိုက်ပြီးငါတို့ခုပြောပြမယ်။ဒီဂျိုကာဂိန်းထဲမှာမင်းမင်းမောင်ကိုမင်းပြန်တွေ့ရင်တော့အချင်းချင်းပြန်တတ်နေရအောင်မယ်လို့သတိပေးကပြောလိုက်တာပါ။ အဲ့တော့အာရိစုတယောက်သူ့လူတွေစီပြန်လာပြီးခုနလူတယောက်ကျွန်တော်ပြောသွားတာခုစောနဲ့ဂိမ်းနေရဂျိုကာဂိမ်းကိုသွားဖို့အဆင်ပြေရွေးချယ်နေရပဲဂျိုကာဂိမ်းရောက်ရင်လူကနည်းနည်းပဲကြံတော့မှာအဲ့ကိုရောက်ရင်ကျွန်တော်တို့အချင်းအောင်ပြန်တက်ရနိုင်တယ်လို့ပြောလိုက်ပါတယ်အကုန်လုံးနဲ့စိတ်ညစ်ကုန်ကြပြီးတော့အဲ့အချိန်မှာပဲအာရိစုကိုအမျိုးသီးတယောက်ကဂိမ်းကစားဖို့လက်နဲ့လာပြီးတော့ထိလိုက်ပါတယ်အာရိစုလည်းအမျိုးသီးရဲ့ပုံစံကိုကဲခတ်ကြည့်ပြီးတော့ဒီမျိုးသီးဇွန်ဘီကတ်ရတာလို့ကနာမငိန်ဖြစ်နေတာဖြစ်နိုင်တယ်လို့ယိမ့်မိသွားပါတယ်အဲ့နဲ့ဂိမ်းစားတော့အာရိစုကမတန်ခင်ဗျာဇွန်ဘီကတ်ရထားမလားလို့မေးလိုက်ပါတယ် အမျိုးသီးကဘာပြန်ပြောတော့ခမားအခုမှဇွန်ဘီဖြစ်သွားမှာလားဘွဲစားတွေကခမားနောက်ထပ်အမျိုးသီးတယောက်ထဲနဲ့စော့နေတာသူကခမားကိုဇွန်ဘီလုံသွားမှာလားလို့မေးလိုက်ပါတယ်အာရီဆိုကဇွန်ဘီကိုပြန်အောင်လုံလိုက်တာမကောင်းဘူးထင်နေတော့ဇွန်ဘီကိုပြစ်တက်လို့ရတယ်လူဆိုရင်လည်းအသက်မခံအောင်ကျွန်တော်ဖြေသေးကရှိတဲ့လူကိုရှာပြီးတော့ကုပေးမယ်လို့ပြောလိုက်တော့အခုတော့ကျွန်တော်လည်းပဲနေပါလားလို့ထပ်ပြောလိုက်ပါတယ်အမျိုးသီးကတော့ဘာမှပြန်မပြောခဲ့ပါဘူးအဲ့တော့ကတ်တွေပြမယ်အချိန်ကိုရောက်လာပြီးတော့အာရီဆုလည်းသူ့ကတ်တွေကိုလှန်လိုက်ပါတယ်။ဇုံမီမျိုးသီးလည်းသူ့ကတ်တွေကိုလှန်ပြလိုက်ပြီ။ဒါမဲ့ဒီမျိုးသီးက အာရီစုပြောတော့နားထောင်ပြီးတော့ဇွန်ဘီကတ်ကိုထုံမသုံးလိုက်ပါဘူးအာရီစုလည်းဇွန်ဘီဖြစ်တဲ့အမျိုးသမီးနှစ်ယောက်ကိုသူ့အဖွဲ့ထဲခေါ်လာလိုက်ပြီးတော့ဇွန်ဘီတွေကစပြီးတော့ပြန့်နေလောက်ပြီငါတို့ဖြည့်စေးကတ်ရှာမရမယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲယာကူဇာလူမိုက်ပဲကာဆူရာရောက်လာပြီးတော့ဒီတိုင်းပြည့်သက်လိုက်တာမကောင်းလားလို့မေးလိုက်တာပါဒါပေမဲ့အာရီစုတို့အဖွဲ့တွေကလူတွေကလူတတ်ဖို့လက်မခံပဲဇွန်ဘီတွေပြန့်လာရအောင်ပဲလုပ်ကြတာပေါ့လို့ပြောလိုက်ပါတယ်အာရီစုလည်းအကြံလေးပါလိရှိကြလားလို့မေးနေတော့မှာမိန်းလေးတယောက်ကရောက်လာပြီးတော့ဘသူမှတတ်ဆရာမလို့ပဲဇွန်ဘီကတ်တွေကိုတားဖို့နီလန်တစ်ခုရှိတယ်လို့ပြောလိုက်ပါတော့တယ် အဲ့ဒီမိန်ကလေးကတော့ရေးပါပဲအာရစုကဘလို့မျိုးလဲလို့မေးလိုက်တော့တန်စုကသတိထား तू ကငါတို့ဖွဲ့တဲ့ကမဟုတ်ဘူးနော်ဇိုမီဖြစ်နေနိုင်တယ်လို့သတိပေးလိုက်ပါတယ်ရေးကဇိုမီတွေပြန်အောင်တားမယ်ဆိုရင်အဖွဲလိုက်နေရမယ်ကာဝေးစည်းကတ်တွေကိုဇိုမီတွေကိုကုသပေးဖို့တုံးမယ်ဆိုပြီးတော့ဂရီပေးရမယ်ဒီတိုင်းဆိုရင်အဖွဲဝင်တယောက်ဇိုမီဖြစ်သွားရင်တော့စိတ်ပူမလို့တော့အဲ့ဒီဇိုမီကိုလူပြန်ပြောင်းမိမယ်ပြီးရင်သူ့ကိုဇိုမီဖြစ်အောင်ဘယ်သူလောက်တာလဲမေးပြီးတော့လုံးတဲ့သူကိုပြစ်တတ်မယ်လို့ချင်းချောင်းဒါဆိုရင်ဇိုမီတွေကုန်လန့်ပြီးတော့ငါတို့ဖွဲ့နာကိုကတ်မှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ် တဆူအားကာဝယ်သီးကတ်ရတာလူကဂရီတိုင်းမကူပင်းရောဘလို့လုံးမလဲလို့မေးလိုက်တော့ရေကရှေ့မှာဇွန်ဘီကတ်ကိုကာဝယ်သီးကတ်ကိုရှိတယ်ဆိုပါသူရှင်ကတခြားတယောက်ကိုဇွန်ဘီကတ်ပြလိုက်ရင် तू ကဇွန်ဘီသစ်ဖြစ်လာလိမ့်မယ်အဲ့လိုချိန်မှာရှင်ကရှေ့မှာရှိတဲ့ကာဝယ်သီးကတ်နဲ့သူ့ကိုကူပေးမယ်လို့ဂရီပေးထားလို့ရရှင်သူ့ကိုကူပေးလိုက်ပြီးရင်ရှေ့မှာဇွန်ဘီကတ်ရှိရဲ့ဆိုတာလူတွေသိသွားပြီအဲ့တော့ပြောင်းတနက်ကတ်ရှိတဲ့ဂျန်တဲ့လူတွေကရှင်ကိုအချိန်မွေးတက်လို့ရသွားပြီတဘောကကိုကိုတစားကန်လှုပ်ပြီးတော့ပြန်ဘက်ကိုစီးယုံရမှာရှင်ဂရီမတီးရင်ရှင်ဇွန်ဘီဖြစ်နေအောင်လူတွေသိတဲ့အတွက်အသက်ခံရမှာပဲအဲ့တော့မဖြစ်မနေဂရီတီမှာပဲရမှာ အဲ့လိုနေနဲ့ယုံကြည်မှုတိဆောက်ရမှာလို့ပြောပြလိုက်ပါတယ်ပြီးတော့ရေကငါတို့ကာဝယ်သေးကတ်ရှိတဲ့တခြားလူတွေလည်းအဖွဲဝင်ခိုင်းမယ်ကာဝယ်သေးကတ်တွေဘယ်လောက်ရှိလဲဆိုတာဘယ်သူမှမသိကြအောင်ငါတို့ကမှငါတို့မှကာဝယ်သေးကတ်တွေအလုံးလောက်ရှိတယ်လို့လူတွေယုံကြည်အောင်လုပ်ရမှာပဲလူတိုင်းကိုကဲနိုင်လုံလောက်တယ်လို့ကြေညာထားရင်ဇိုမီတွေမလာနိုင်တော့အဖွဲဝင်တွေလည်းတိုးလာမယ်ဒါဆိုရင်ဂိမ်းကိုနိုင်ပြီပဲလို့ပြောလိုက်ပါတော့တယ်တက်စုကဇိုမီကတ်ကိုကာဝယ်သေးကတ်ကိုရှိတဲ့လူကဗမာလဲလို့မေးတော့ရေကကျမမှရှိတယ်လေလို့ပြောလိုက်ပါတယ်အားရစုလဲဒါကြောင့်မင်းငါတို့စီလာခဲ့တာကိုလို့ပြောလိုက်တော့တာပါ အနာတော်အိုက်ဆူတို့လည်းရေးပြောတဲ့ယုံကြည်မှုအတားအဆီးဗျူဟာအကြောင်းကိုသူတို့ဖွဲ့တဲ့ခြားကစားမားတွေကိုထပ်ပြီးတော့ပြောပြလိုက်ကြပြီးစီအောင်ပါတော့တယ်အနာနဲ့အီဂီနိုတို့တွေလည်းအာရီဆူတို့ဘက်ကိုပါလာခဲ့ကြပါတယ်ပြီးတော့သူတို့တွေခြားကစားမားတွေကိုလည်းလိုက်ပြီးတော့စီအောင်နေပြီးတဖြည်းဖြည်းနဲ့သူတို့ဘက်မှာလူတွေများလာခဲ့ပါပြီကာကွယ်စည်းကတ်ရှိတဲ့သူတွေလည်းအာရီဆူတို့အဖွဲ့တွေရောက်လာပြီးတော့ဂိမ်းကစားတာကိုလည်းအဖွဲ့တွေကလူတွေချင်းချင်းပဲကစားကြပြီးနမက်ကတ်တွေကိုမျှပေးကြပါတယ်စီစဉ်ကအစားပိုင်းမှာဒေါ်လေးကိုအစီအပြေနေပြီးတော့တဖြည်းနဲ့ဆက်တဲ့ချိန်မြောက်ဂိမ်းပွဲကိုရောက်လာပါပြီး တခြားအဖွဲ့ကလူတွေလည်းအာရစုတို့ဘက်ကိုဝင်ဖို့အတွက်စဉ်းစားနေကြပါပြီ။ဒါမဲ့အီဂီနိုတို့ကဆပြီးတော့ထားဖောက်ကြပါပြီ။အီဂီနိုရဲ့လူတယောက်ကကာဝယ်သေးကတ်တွေကထမ်းမရတော့ဘူး။ဇိုမီတွေကိုတတ်မယ်လို့ချင်းချောက်တာတကူတည်းနဲ့ရေချင်မှအလုပ်ဖြစ်မှာမဟုတ်ဘူး။ဇိုမီရေတွက်ကိုရှော့ချပြရမယ်လို့ပြောလိုက်တော့အီဂီနိုကလည်းသဘောတူလိုက်ပါတယ်။အဲဒီမှာပဲဇွန်ဘီဖြစ်သွားတဲ့လူတယောက်သူတို့စီထောက်လာပြီးတော့အာရစုတို့ကဇွန်ဘီတွေကိုတတ်တတ်ခွဲထားတာပါ။အီဂီနိုကဇွန်ဘီပြောင်းခံလိုက်တဲ့လူကိုမင်းတို့ကဇွန်ဘီပြောင်းသွားလဲမှတ်မိလားလို့မေးလိုက်တော့အဲ့လူကလည်းမှတ်မိတယ်လို့ပြောပြလိုက်ပါတယ်။ အဲ့ဒီအီဂီနိုကရှော့ကန်ကတ်ကို၃ရောင်းလို့သူ့လူကိုပြောလိုက်ပါတော့တယ်။အီဂီနိုကရှော့ကန်ကတ်ရှိတဲ့ကားစရာကိုဘယ်လိုလဲကျွန်တော်အစီအစဉ်ကိုသဘောတူလား။ခမားဇွန်ဘီပြောင်းသွားရင်ခမားဦးစားပေးပြီးတော့ကာဝယ်သေးထိုးပေးမှာပါလို့ပြောလိုက်ပါတယ်။အဲ့လိုနဲ့ကားစရာလဲဇွန်ဘီကတ်ကင်ထားလူတယောက်ကိုသွားတတ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ဇွန်ဘီကတ်ကင်ထားလူကသူ့ဇွန်ဘီကတ်ကိုပြလိုက်တော့ကားစရာကရှော့ကန်ကတ်ကိုထုတ်ပြလိုက်တော့တာပါ။အိုင်မာနေဇွန်ဘီကတ်ရှိရဲ့လူရဲ့လမ်းဖြန်သွားပြီးတော့မချာခမားပဲသူ့ရှိရဇဝဲဘော်ကအပေါက်လေးတွေကနေကြီးစံထွက်လာပြီးတော့အဲ့လိုလဲတေးဆုံးသွားပါတော့တယ်။ ဂါဇရာတောင်မြန်မာမှာသွေးတွေနဲ့ပြောင်းလာတော့အိုက်ဆူရိုအဖွဲတွေကလူတွေကလည်းလမ်းဖြတ်နေကြပါတော့တယ်။ဂါဇရာကလုံးရမှာမလို့လေဒါဂိမ်းပဲကိုမတတ်နိုင်ဘူးလို့ပဲပြောလိုက်ပါတယ်။အီဂနိုရိုအဖွဲကတော့ဂါဇရာကိုသဘောကျနေပြီ။အီဂနိုကအခုဇွန်ဘီဖြစ်နေပြောင်းခံတဲ့လူတွေကိုဇော်ကန်းကန်းနဲ့ချင်းချောက်ပြီးတော့သူတို့ဘသူကပြောင်းသွားတယ်ဆိုတာသိအောင်လုပ်ကြမယ်။ပြီးရင်အဲဒီဇွန်ဘီတွေကိုလိုက်ရှင်းကြမယ်လို့ပြောလိုက်ပါတော့တယ်။အဲနောက်တော့ဂါဇရာကလူတွေကိုလိုက်ပြီးတော့ရိုက်နှက်ချင်းချောက်နေပြီးတော့ဇွန်ဘီပမာလဲလို့ပြောပြရင်မင်းတို့ကာကွယ်သေးရဖို့အတွက်ဦးစားပေးမယ်လို့လိုက်ပြီးတော့စီးယုံနေတာပါ။ တမမဇုံဘီတွေကလည်းဒီတိုင်းသူငါတို့အေးအေးနေလို့မရတော့ဘူးငါတို့လိုက်တတ်နေပြီအတက်ခံရမဲ့တူတူလူတွေဇုံဘီဖြစ်နေလိုက်ပြီးတော့ပြောင်းကြမယ်ဆိုပြီးတော့လောက်ကြပါတော့တယ်အဲ့မှာနေအာရုစရိုးအဖွဲ့တွေကမျက်မှန်လေလူကြောက်ကဇုံဘီပြောင်းခံလိုက်ရပြီးတော့တမမအီဂီနိုကာဇရာတို့ကလည်းဇုံဘီတွေကိုရှော့ကန်ကတ်တွေနဲ့လိုက်ပြီးတော့တတ်နေခဲ့ပါပြီအာရုစုကရေးကိုကိစ္စတွေမှာထိနိုင်တော့ဘူးဘယ်လိုလောက်ကြမလဲလို့မေးလိုက်တော့ရေးကဂိမ်းဟာအခုမှပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတာလေးလို့ပြန်ဖြေလိုက်ပါတော့တယ်တကယ်ကိုပဲရက်ဆက်တဲ့လူသားဂိမ်းကအခုမှပြန်လဲ စတင်ပြီးအသက်ဝင်လာခဲ့တော့တာပါဟုတ်ကဲ့အဲ့တော့ဒီနေ့အတွက်ကတလောက်ပါပဲဒါကတော့ Alexin Borderlan အစ်စ်လက်လက်ဆက်ဆက်လေးထွက်ထားခဲ့တဲ့ Season 3ရဲ့အပိုင်း2ဖြစ်ပါတယ်။နောက်မြန်မာအပိုင်း3နဲ့ပြန်တွေ့ပါမယ်။ဒီတော့ဒီလောက်ပဲ။အဲ့တော့ Channel Subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦး။စာဆုံး Live ပါကြည့်ကြည့်အားပေးခဲ့တဲ့ချိန်မေးတာဘောရောတယောက်ချင်းဒီတိုင်းကျေးဇူးတွေတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မှုပါ။